ယခုလအတွင်းမြေပဲဆန်တဲ့စီကျိတ်ဖက်တွေရောင်းဝယ်တက်နေတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလတတိယပတ်မှာမန္တလေးကုန်စည်တိုင်းကနေပဲဖက်ဈေးနှုန်းတက်ပြီးအရောင်းဝယ်တက်လာတာနဲ့အမျှမြေပဲစီစံမှာလည်းအရောင်းဝယ်တက်လာကြောင်းသိရပါဗျ။မြေပဲဆန် S1 လုံးဆန်တပိတ်တာကိုယခုတစ်ပတ်7800ကနေ8500ယခင်တစ်ပတ်7900ကနေ8000ယခင်လ7500ကနေ8300ဖြစ်ပြီးယခင်တစ်ပတ်ထက်ကို ြက်100ကနေ900ခန့်ဈေးမြင့်လာပြီးရခင်လက်ထက်ကြက်100ကနေ300ခန့်ဈေးမြင့်လာကြောင်းသိရပါတယ်။နန်းဖက်တပိတ်တာကိုယခုတစ်ဖက်ကြက်3400ကနေ3500ရခင်တစ်ဖက်ကြက်3400ကနေ3350ရခင်လက်ကြက်3400ကနေ3600ဖြစ်ပြီးရခင်တစ်ဖက်ထက်ကြက်150ကနေ100ခန့်ဈေးမြင့်လာပြီးရခင်လက်အတိုင်း အနှိမ့်စဈေးငင်နေပြီးအနှိမ့်စတရာကြက်ခန့်ဈေးမြင့်လာကြောင်းသိရပါတယ်။မုံရင်းဖက်တပိတ်သားကိုယခုတပတ်ကျက်2900ကနေ3000၊ရခင်တပတ်2900ကျက်၊ရခင်လကျက်2950ကနေ3000ဖြစ်ပြီးရခင်တပတ်အတိုင်းအနှိမ့်စဈေးငင်ပြီးအနှိမ့်စတရာကြက်ခန့်ဈေးမြင့်လာပြီးရခင်လထက် အနှိမ့်စ90ကျက်ဈေးမြင့်လာပြီးအနှိမ့်စဈေးငင်ကျက်ရှိနေကြောင်းသိရပါတယ်။